ဒီနေ့ကတော့မြန်မာစာလက်ွက်တိုက်ပင်လေးကျင့်ခြင်းတွေအတွက်ဒီ software download တာလေးကိုပြောမယ်။ software download လုပ်ဖို့အတွက်ဆိုရင် internet ကနေပြီးတော့ dial သူက internet wifi ဖွင့်ပြီးတော့ကြာတော့ dial ကျင့်လို့ရတဲ့ software တောင်းရမယ်။ဒါမှမဟုတ်လည်း offline download ဆွဲပြီးတော့မှ software ကို install လုပ်ပြီးတော့ကျင့်လို့ရတဲ့ဟာရှိနေပေါ့နော်။အဲ့တော့အရင်ဆုံး software download ဆွဲရတာလေးကိုပြောမယ်။အဲ့ဒီမှာ Google Chrome ဆွဲနိုင်တယ်ဒီမှာနှစ်ချက်နေလိုက် ။ဆက်နေပြီးသွားရင်ဒီထိပ်စွာ address bar မှာ address ရိုက်တဲ့ www.google.com လို့ရိုက်တယ်။ဒီ enter ခါနော်။အဲဒီ bounce တဲမှာ Google က whistle type ပြတာမြန်မာ download ဆိုပြီးတော့ yay ထည့်တယ်။အခုဒီမှာကတော့ရှေ့မှာ yay ထည့်ပြီးသားမှာလို့နော် whistle type ပြတာမြန်မာ download ။အဲ whistle type ပြတာမြန်မာ download ဆိုရင် yay ထည့်လိုက်တဲ့ချိန်မှာပြည်ထောင်အမြင့်ချက်ကဒီမှာ informa technology ဒီအောင်စင်ကြီးရှိနေ ဒီကောင်းစင်အဝါရောင်လေးတွေကိုကျွေအောင်လိုက်နော်နောက်ခါဒီအောက်မှာညီမတိုက်ပင်ကျူတာဆိုပြီးပေးထားရှိတယ်အဲညီမတိုက်ပင်ကျူတာဆိုတာအဲ့တော့ဒီအဲညီမတိုက်ပင်ကျူတာ practice and speed ဆိုရဲဒီကောင်းစင်ဒီကစားလို့ online ချိန်ထားတဲ့ချိန်မှာသူက online ဖွင့်ပြီးတော့ကြာတော့တိုက်ပင်လက်ကွက်လေးကျင့်ကျင်ဆိုတာကိုတော့လုပ်ရမယ်နော်အဲ့တော့ online ချိန်ပြီးတော့ကျင့်ကျင်တဲ့သူတွေအတွက်ကြာတော့ညီမတိုက်ပင်ကျူတာကိုတော့လုပ်ရတယ်ဒါလေးကိုဝင်ကျင်နေအဲ့ဒီအတွက်ဒီပေါ်မှာလက်ပုံဖြစ်တဲ့ချိန်မှာ right click နဲ့ပြီးတော့ open link တက်မှုပါမယ်။ဒါဆိုဒီမှာတိုက်ပင်းမှာမြန်မာတိုက်ပင်းကျူတာအကောက်ကိုပြီးသက်ထားတော့ online ချိန်ပါလို့ရမယ်နော်။အဲ့တော့အဲ့မှာဒီမှာဆိုရက်ပုံရည်ကြီးပြထားတယ်။လက်ကွက်ကဘလို့တင်ရမယ်ဒါကရရမယ်ဟာပေါ့နော်။ပြီးအောက်မှာကလက်ကွက်တင်ရမယ် ASTF ပြီးတင်ထားရှိတယ်။နမပြီးရင် GPS စီးပြီးတော့တင်ထားရှိတယ်။ဒီဘလို့ရရမယ်ဒီမှာလက်နှိုးနဲ့ရရမယ်။အဲ့ရတဲ့ဒီမှာ essential point စတာမီအဲ့ချိန်မှာမရဲရဲဆိုတော့ဒီမှာလက်ညှိုးနေရပြတယ် နာငယ်ဤအသက်တာဝန်မူလုံးကြီးတဲ့တခြားမြေကာကြီးအသက်ပြီးဒီဘေးကအန်တာနော်နောက်ထပ်သူကစာထပ်ပြီးမရရဲ့နာငယ်အသက်မင်းမဘာနဲ့ရရမယ်သူအပြောင်းဝေးရပါလေစပေးပါနဲ့ရရမယ်ရပလက်ဆိုရင်ဒီမှာဆိုရပလက်ကိုဒီပြောရင်နော်ညာဘက်က shift ဒီဘက်က shoot ဒီမှာကြည့်လို့ရတယ် shift view မှတ်ချောင်းရင်းနာငယ်မင်းကြီးအဲ့ဒီလိုရိုက်သွားပြီးချင်းပြီးရတယ်ဒါမဲ့ဒါ online ချိန်ပြီးတော့မှရရမယ် နောက်တစ်ခုကတော့ software download လုပ်ပြီးသွားမယ်ဆိုတော့ဒါ online ဓာတ်ရိုက်ချိတ်ပြီးတော့မှရိုက်တဲ့ DVD ရအခုကတော့ software download လုပ်မယ်ဒါ software လေးဆို visual typing tutor ဆိုတဲ့ software download လုပ်မယ်ဒါဆိုတော့ internet မချိတ်တဲ့ typing ကျင့်လို့ရတယ်ပုံစံနော်အဲသူကြတော့ဘာလို့ရေးရမလဲဆိုရင်ဒီ visual typing tutor ဆိုတဲ့ဒီအပေါ်ကအဝါရောင်လေးတွေလင့်ပြီးကြော်လိုက်ပြီးရင်ဒီမှာ memory typing tutor ဆိုတဲ့ MR ကြတော့ဒါ online ဒဲချိတ်တော့နော်ပြီးရအောင်မှာ ဒီ stop ဒီ link လေးရှိရပေါ့နော်အဲ့တော့ဒီအဖြူမှာဒီပေါ်လေ Wuzu Diving Tutor for Practicing Myanmar ဆိုတဲ့ဒီစာလေးရှိတယ်နော်အဲ့အိမ်မှာ click to download the software download software ကိုဘယ်လိုသွားအောင်လဲဒီအောင်လေးရနေပြီးတော့ဦးကြည့်မယ်အဲ့တော့အခုဒီပေါ်မှာလက်ပုံဖြစ်ပြီဆိုရင် right click နဲ့ open link ကိုယူတက်လို့သွားလာဆိုထိတ်ဆုံးမှာ Wuzu Myanmar Diving Tutor ဆိုဒီမှာထွက်လာပြီ အဆွေဝီဆိုတိုက်ပင်နေမှာဖောင့်လက်ကွက်လေးချင်ချင်းဆိုပြီးတော့ဒီအမှကြာ software information ကဒါ zip file find that new sa zip file ဆိုတာပြောရဲ file site လေးပြောရဲ download ကဒါ download ဆိုချင်ဒီမှာနှိပ်လို့ရတယ်ပြီးရင် software ဘယ်လို download လုပ်ရမလဲဆက်ပြောရဲ download software software ကို download လုပ်ပြီးသွားရင်သူ့ကို right click နှိပ်ပြီးတော့ extract ဖြည့်ပေးပါလို့ပြောရဲနော်အခုလောလောဆယ် download လေးစဆွဲလိုက်ဖြည့်ပြီးသွားရင်တော့ဝီဆိုတိုက်ပင်ကြည့်တာကို ်အက်စ်ထရာလုပ်ပြီးသွားရင်သူကအင်စထရာလုပ်ရင်ဒီလိုပုံစံလေးဒါလေးကိုဖတ်ပြီးလုပ်သွားရင်အဲ့တော့ wizard typing ကို install လုပ်မယ် installation အသေးစိတ်ကဒီအောက်မှာနေနိုင်တယ်ဒီမှာဆိုရင် next နဲ့ထွက်ရမယ်ဒီမှာ next နဲ့ထွက်ရမယ် step by step ပဲเนาะဒီမှာ next နဲ့ထွက်ရမယ် install တော့မယ် installation ဒီလို bastard လာ ignore နဲ့သွားပြီးလို့ကြည့်ပြောမယ်ဒီရင်ဒီပါလေးရှိရဲ့ဒီအမှန်ကြီးဖြုတ်ပြီး finish တဲ့ထွက်လာအဲ့ဒီလိုမျိုးတက်တူကြည့်နေရပါ ဒါကကြတော့ online ချိန်ပြီးတော့ကျင့်တာမဟုတ်ဘဲနဲ့ဗားနဲ့ပဲသွားလိုက်တယ်လို့ဆိုရင်ဟို offline download ဆွဲပြီးတော့လည်းကျင့်နေကြတယ်ခါမဆိုပါဘူးเนาะအဲ့တော့အခု download ဆွဲမယ်ဒါကြောင့်ဒီမှာ download ဆိုတာလေးရှိပြီအဲ့ download ရဲ့ဒီမှာဝီဆိုတိုက်ပင်ဖြူတာမှာနှိပ်လိုက်ဆိုထိတ်ဆုံးမှာဝီဆိုတိုက်ပင်ဖြူတာဆိုပြီးတော့ပြီးရဲ့ဒီမှာဝီဆိုတိုက်ပင်ဖြူတာဆိုပြီးတော့ download ဆိုပြီးဒီမှာဒီလိုလေး link ပြီးရဲ့เนาะဒါကို download ဆွဲရမှာပါဒါလေးမှာနှိပ်လိုက် အဲတကယ်လို့သူကမြင်မြန်ဆွဲချင်တယ်ဆိုသူကပတ်စံတောင်းနေလို့ဆိုဖြစ်သွားတယ်နော်ဒီဘက်ကဒေါင်းလုပ်ဒါလေးကိုခင်နေလိုက်တဲ့အချိန်မှာဒီညာဘက်မှာဒီမှာတွေ့တာဒေါင်းလုပ်လုပ်တဲ့ပုံစံပြ Visual Typing Tutor Save ဆိုပြီးတော့လေဒါကြီးပြပေးလိမ့်မယ်နော်အဲဆိုရင်အဲ့ထဲကနေမှာဒါဒါပြည့်သွားပြီဆိုရင်နော်ဒါကို install လုပ်တဲ့အဆင့်လုပ်လို့ရသွားပြီနော်အဲ့တော့အခုဆိုရင်ဒီမှာဒေါင်းလုပ်ဆွဲပြီးသွားပြီ download လုပ်ဖြစ်သွားပြီလေဒါဒေါင်းလုပ်ဆွဲပြီးသွားရင်ဒီဘေးကကူလာလေးကိုနှိပ်လိုက် ူရာလေးကိုနှိပ်လိုက်ဒီမှာ download ဆွဲထားတဲ့လမ်းကြောင်းလေးနေရာလေးနော်အဲ့တော့ဒီကောင်လေး download ဆွဲထားဒီ pay out ထဲမှာ download ဆွဲထားနေတယ်ဒီထိတ်ဆုံးတာလေးကိုကြောက်ကြည့်လိုက်လို့ရတယ် c out ကဒီမှာပါလို့ဆိုရင် download အောက်မှာရှိတယ်ဒီမှာ wizu type ပြီးကြည့်တာဆိုတာလေးနေရာနော်အဲ့တော့မှဒါလေးပေါ်မှာ right click နဲ့သူက extract လုပ်ပြီးနေရဲ့ဆိုတော့ဒီမှာ extract here ဆိုပြီးဒါလေးရှိတယ်နော် extract here ဒါမှမဟုတ်ရင် extract to wizu type ပြီးကြည့်တာဒါလေးမှာ တတိယတကူနော် extract ပြန်ဆိုတာ4ရာလေးနဲ့သီးသက်သူကဖြီချခြင်းလို့ extract ဆိုတာဖြီတာဘူးအိမ်မှာနှိမ့်လိုက်ဒါဆိုရင်ဒီ download ထဲမှာပဲဒါ4ရာလေးနဲ့သီးသက်လေးဖြီပြရတယ်အိမ်မှာနှစ်ချက်နှိမ့်နှစ်ချက်နှိမ့်ပြီးဒီမှာဝီဇူတိုက်ပြင်ကြည့်ကြမှာနှစ်ချက်ထပ်နှိမ့်မယ်နှစ်ချက်နှိမ့်တာ install လုပ်တာဆိုတော့နမူနာကြည့်တဲ့အချိန်မှာ welcome ဘီဒီယိုလေးကြားတယ် next နဲ့ထွက်မယ်ဒါဆိုသူလမ်းကြောင်းပြတာ next နဲ့ထွက်ရုံပဲပြီးရင်ဒီနောက်ကလည်း next နဲ့လည်းထွက်မယ် ပြီးဒီမှာ create.icon desktop.icon ပေါ်မှာမြင်ကျင်နေဒါကြောင့်ဒီမှာအမှန်ကြီးလေးထည့်ထားရမယ် next နဲ့ draw install လုပ်ဒါဆိုရင်သူ install လုပ်တဲ့အဆင့်သွားပြီပြီးရင်တော့ဒီအောက်က cancel နေရမှာ finish လေးထွက်သွားပြီဒါဆိုရင်တော့ wizard typing ကို software download ဆွဲရပြီရသွားမယ်ပြီး install လုပ်တာလေးရသွားပါ